ကျမ်းမာတော်မူကြပါစားခမညာ K Media NU Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမနေ့ကညနေကပဲတက်မတော်စစ်ကြောင်းတွေကဒီ TNL ထံကို TNL ထံကိုကျွန်တော်တို့ဒီအချက်၃ချက်ရွေးချက်ဖို့ရွေးချက်ခွင့်ပေးလိုက်ပါတယ်နံပါတ်၁ကတော့လက်နက်ချဖို့ပါနံပါတ်၂ကတော့အသေးခံတိုက်တာကိုရွေးဖို့ပါနံပါတ်၃ကတော့ကျွန်တော်အသေးခံမတိုက်ဘဲနဲ့နောင်ချိုမျိုးကလည်းထွက်ခွာဖို့ပါ၃ချက်ပါနံပါတ်၁လက်နက်ချဖို့ပါနံပါတ်၂ကတော့ကျွန်တော်တို့အသေးခံတိုက်တိုက်တာကိုရွေးဖို့ နံပါတ်3ကတော့ကျွန်တော်တို့အသေးခံမတိုက်ဘဲနဲ့နောင်ချုံမျိုးကနေထွက်ခွာဖို့ဖြစ်ပါတယ်။အဲ့ဒီမှာအဲ့ဒီမှာဒီတက်မတော်က TNL PDF အဖွဲ့ဝင်တွေအနေနဲ့လက်နက်ချမယ်ဆိုရင်သူတို့ရဲ့မိသားစုတွေရောပြီးရင်သူတို့ရဲ့ဒီကလေးငယ်တွေပေါ့ပညာသင်ကြားခွင့်ပြီးရင်ဒီလက်နက်ချတဲ့လက်နက်ချတဲ့ TNL PDF တွေအတွက်သူတို့အသက်ရှင်ရက်တွေအတွက်တက်မတော်ကအာမခံကြောင်းအာမခံပါကြောင်းဆိုပါတယ်။အဲ့တော့တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့အဲ့ဒီအချက်၃ချက်မှာ အချက်၃ချက်ကကျွန်တော်ရက်၃ရက်အချိန်ပေးလိုက်တော့ဗောဗျာတနည်းအားဖြင့်စဉ်းစားဖို့လိုတာက29 28 29အဲ့ဒီ၃ရက်အတွင်းမှာအကြောင်းမပြောင်းဆိုရင်ဒီတက်မလို့ကနေပြီးတော့ဒီနောင်ချိုးမျိုးကိုဝင်တိုက်တော့မယ်တက်မလို့ကအချိန်၃ရက်ပေးထားတယ်နောင်ချိုးမျိုးထဲမှာရှိတဲ့ TNL PDF တွေကိုတက်မလို့ကအချိန်၃ရက်ပေးထားတယ်29 28 29အဲ့ဒီ၃ရက်ထဲမှာမှာအဲ့ဒီ၃ရက်ထဲမှာကျွန်တော်အကြောင်းပြောင်းဖို့လိုတယ်အကြောင်းမပြောင်းဘူးဆိုရင်ကျွန်တော်တို့ဒီမလ30ရက်နေ့ဆက်ပြီးတော့ဒါနောင်ချိုးမျိုးကိုပြန်တိုက်မယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် အဲ့ဒီတော့အဲ့ဒီမှာကျွန်တော်တို့ဖြစ်နိုင်ခြေကအဲ TNL အဖွဲ့တွေလက်နက်ချဖို့ကတော့တော်တော်လေးခဲနေပါတယ်လက်နက်ချတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအစိပ်ပိုင်းအချို့ပေါ့ဗျာဒီအဖွဲ့ဝင်တွေသူတို့ရဲ့သူတို့ဒီ TNL အောက်မှာရှိတဲ့ TNL အဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဒီ TNL နဲ့ပူးတွဲပြီးလှုပ်ရှားနေတဲ့ PDF အဖွဲ့ဝင်တွေသူတို့ရဲ့ဒီအဖွဲ့ဝင်တွေကတော့ဒါအုပ်စုလိုက်လက်နက်ချတာတွေဖြစ်နိုင်ပါတယ်အလုံးစုံကြီးသူတို့အလုံးစုံကြီးလက်နက်ချတာကတော့ဖြစ်နိုင်ခြေနေပါတယ်နောက်တဲ့ဒီဖြစ်နိုင်ခြေနေတာတစ်ခုကတော့ဒီ TNL က နောက်ချုံမျိုးကနေပြောအသေးကံတိုက်ဖက်နဲ့ဒီနောက်ချုံမျိုးကနေထွက်ခွာသွားမယ်ဆိုတာကတော့တော်တော်လေးဖြစ်နိုင်ရည်နဲပါတယ်ဖြစ်နိုင်ရည်နဲတဲ့အရာပါအဲ့တော့ DNA လေးကကျွန်တော်တို့ငါတို့ကွာမျိုးပြက်မှာကြောက်လို့ငါတို့မျိုးကနေဆုတ်တော့ကွာဆိုတဲ့အနေထားတော့ဖြစ်နိုင်ရည်တော်တော်နဲပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ DNA လေးကအဲနောက်ချုံမျိုးထဲမှာရှိတဲ့ DNA လေးကငါတို့မျိုးပြက်မှာကြောက်လို့အလုံးစုံလက်နဲ့ချပါတယ်ဒါလည်းဖြစ်နိုင်ဒါလည်းဖြစ်နိုင်ကြည်နဲပါတယ်လုံးဝမဖြစ်နိုင်မဖြစ်နိုင်ပါဘူးဗျာလုံးဝမဖြစ်နိုင်တဲ့အခြေအနေပါ အဲ့တော့တော်တော်လေးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးရင်ကျွန်တော်တို့ဒီထက်ဒီစီရေးရအရေးပါတဲ့နေရာတခုကိုမင်းကတက်မလို့စစ်ကြောင်းနေတိမ့်လိုက်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီတိမ့်ပင်လဲပါနောက်ချိုးမျိုးအနီးမှာရှိတဲ့တိမ့်ပင်လဲအဲ့ဒီတိမ့်ပင်လဲကအဲ့ဒီတိမ့်ပင်လဲတောင်တိမ့်ပင်လဲတောင်ကိုကျွန်တော်တို့ရောက်ခွေးတဲ့သူအလုံးသိပါတယ်တိမ့်ပင်လဲတောင်ကနောက်ချိုးမျိုးရဲ့နောက်ချိုးမျိုးရဲ့အပေါ်မှာတည်ရှိတယ်မျိုးကအောက်မှာရှိတယ်တိမ့်ပင်လဲတောင်ကအပေါ်မှာတည်ရှိတယ်အဲ့တော့ဒီတိမ့်ပင်လဲတောင်ကိုတက်မလို့ကရလိုက်ခြင်းအပြင် ဒီတိမ်မေးလဲတောင်းပေါ်မှာကြီးတပ်မတော်ကလိုရရင်ဗျာခင်ဗျားလည်းရှင်းရှင်းလေးပါလက်နဲ့ကြီးတင်ပြီးတော့ဒီ TNL ရှိရနေရာကိုကြိုက်တဲ့နေရာပြစ်ထဲလို့ရတယ်ကြိုက်တဲ့နေရာပြစ်ထဲလို့ရတယ်တကယ်ကိုကျွန်တော်တို့စေရရေးပါပါတယ်မနေ့ကဒီတိမ်မေးလဲတောင်းရရှိမှုကတပ်မတော်ကနောင်ချိုမျိုးကိုကျွန်တော်တို့90ရာခိုင်နှုန်းသိမ်းလိုက်နိုင်ပြီလို့ပြောမှာဖြစ်ပါတယ်အဲ့တော့တော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်နောင်ချိုမျိုးတိုက်ပွဲကဘာကြောင့်ကြာလဲဆိုရင်ကြာရတဲ့အကြောင်းတွေရှိပါတယ်ဘာကြောင့်လဲဆိုတော့နောင်ချိုမျိုးကိုတပ်မတော်ကအလုံးစုံထိ ंछ ုံနိုင်သွားပြီဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့စည်ရေးနိုင်ငံရေးအချင်းဝင်ရှာကပြောင်းသွားပြီစည်ရေးနိုင်ငံရေးအချင်းဝင်ရှာပြောင်းသွားပြီအဲ့ဒီအတွက်ဒီတပ်မတော်ကလည်းဒီရှမ်းမြောက်ဒေသစည်ရေးနိုင်ငံရေးအချင်းဝင်ရှာပြောင်းဖို့အတွက်တပ်မတော်တွေကလည်းဒီနောင်ချိုမျိုးရရှိတွေကလည်းအရေးကြီးတယ်ပြီးတော့ကျွန်တော်တို့ဒီနောင်ချိုမျိုးတွေကနေပြီးတော့ကျွန်တော်တစ်ဖက်မှာဒါမိုးကုန်းနဲ့ဆက်သွယ်တဲ့လမ်းမိုက်တွေအားလုံးကိုလည်းတပ်မတော်ကထိန်းချုပ်လိုက်ပြီတချို့ဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကတော့နောင်ချိုမျိုးအနည်းကိုရောက်သွားပြီကျွန်တော်တို့ကနောင်ချိုမျိုးသတင်းကိုဘာကြောင့်တင်ရလဲဆိုရင် ရှမ်းမြောက်ဒေသအတွက်အရင်ကိုအရေးကြီးတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဒီစည်ရေးနိုင်ငံကြီးအတွက်ကိုလည်းအရင်အရေးကြီးတယ်တစ်ဖက်မှာကျွန်တော်မိုးကုတ်အတွက်လည်းအရေးကြီးတယ်မိုးကုတ်ကလည်းအောက်ကိုပြန်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီမိုးကုတ်တပိတ်ချင်းစင်ကူပေါ့ဗျာစင်ကူမရေအဲ့ဒီလမ်းပိုင်းဆက်နေတာနောင်ချုံမြို့ရဲ့အခြေအနေကနောင်ချုံမြို့တစ်ခုတည်းမဟုတ်ပါဘူးတစ်ဖက်မှာမိုးကုတ်ရှိတယ် တစ်ဖက်မှာကျွန်တော်မိုးကုတ်ကနေပြန်ဆင်းလာမဲ့လမ်းကြောင်းတွေရှိတယ်။တပိတ်ချင်း area လမ်းကြောင်းတွေရှိတယ်။ပြီးရင်ကျွန်တော်တို့ဒီဘက်ဆင်ကုမတရားတွေတွားတယ်။တကယ်ကိုကျွန်တော်တို့စေရေးရအရေးပါတယ်။ပြီးရင်နောက်ချိုမျိုးကတစ်ဖက်မှာကျွန်တော်တို့ဒီရက်ဆောက်ကြောက်ကူလမ်းပိုင်းရှိတယ်။အဲ့ဒီကနေတစ်ဖက်ကိုကျွန်တော်ဒီချမ်းပြည်နယ်တောင်ပိုင်းကိုဆင်းမဲ့ဆိုရင်ကျွန်တော်မေဒီလာလွင်ပြင်တီရောက်တယ်။အဲ့တော့ဒီဒီနောက်ချိုမျိုးကိုဘာကြောင့် TNL ကမရရောက်အောင်တိုက်ရလဲဆိုရင်တဖက်မှာကျွန်တော်ဒီတက်မလို့တို့အရန်ကိုဂုံသိက်ကကြီးမာတဲ့တဖက်မှာကျွန်တော်ဘာထူးရှိတယ်ဘာထူးရက်ဆောက်ရှိတယ် ဲ့မှာကျွန်တော်တို့ဒီတက်မလို့ရဲ့ဒီသင်္ဍန်းချောင်းတွေများစွာရှိရဲ့တစ်ဖက်မှာကျွန်တော်တို့ဒီပြုံးနေရှိတယ်အဲ့ဒီရဲ့နှစ်ခုကြားထဲမှာရှိနေတဲ့နေရာစေရေးရတက်မလို့တဲ့အရန်ကိုရေးပါတယ်တစ်ဖက်မှာဆိုတော့ကျွန်တော်ဘာလို့ရက်ဆောက်လမ်းပိုင်းတစ်ဖက်မှာဆိုတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းကိုကျော်လိုက်တာနဲ့မိဒီလာလွင်ပြည်ကြီးရောက်တယ်အဲ့တော့စေရေးရတကယ်ကိုအရေးပါတဲ့နေရာအဲ့ဒီနေရာကိုတက်မလို့ကအလုံးစုံပြန်ပြီးထိချုပ်ထားတယ်ထပ်ပြီးတော့ကျွန်တော်တို့အရန်အရေးကြီးတာကတစ်ဖက်မှာကျွန်တော်တို့မနေ့ကရလိုက်တဲ့တိမ်မင်းလဲတောင်ပါတိမ်မင်းလဲတောင်ကနေပြီးတော့ကျွန်တော်လိုအပ်ရင်များခင်ဗျရိုးလေးပါပဲ ဲ့မှာလက်နဲ့ရည်ဆင်ပြီးတော့ခင်ဗျာအဲ့မှာကြိုက်တဲ့နေရာကိုပစ်ထည့်လို့ရတယ်ပစ်ချလို့ရတယ်အဲ့တော့အရန်ကိုအေးပါတယ်နေရာပါအဲ့တော့ဒီဒီဒီတောင်ချုံမြို့ရဲ့တိုက်ပွဲကရှမ်းမြောင်းရဲ့ကျွန်တော်အဆုံးဖြတ်ပါတကယ်ကိုကျွန်တော်တို့စေရအေးပါတယ်အဲ့တော့ TNL ကလည်း TNL နဲ့ဒီစစ်သွေးရ TNL တို့ရဲ့အပေါင်းပါတွေကလည်းတို့ဒါမျိုးရဲ့အနီးမှာအမျိုးမျိုးကိုမျိုးတဲကိုမျိုးရဲ့အနီးမှာကျွန်တော်ဝင်လာနိုင်တဲ့လမ်းကြောင်းတွေရောလမ်းသွေးတွေအားလုံးပါတို့ကခန်းစစ်တွေပြင်မယ်ပြီးတော့လည်းတို့မိုင်းတွေထောင်မယ်တို့ဒီလိုမျိုးပြန်ပြီးတော့ခုခံနိုင်ပါတယ်တနည်းအားဖြင့် TNL ကတော့ကျွန်တော်တို့ဒါမြို့ထဲမှာအကောင်းကောင်းကြီးခံစစ်ပြင်နေရတဲ့ဆိုတဲ့အနေထားလို့ရှိမယ်လို့ကျွန်တော်တို့ဒါသုံးသပ်နိုင်တယ်ထို့တူပါပဲဒီနောင်ချိုမြို့ထဲမှာရှိတဲ့ပြည်သူများအနေနဲ့နောင်ချိုမြို့ကနေခင်ဗျားတို့အချိန်၃ရက်ရတယ်၃ရက်ရပါတယ်နောင်ချိုမြို့ကနေထွက်ခွာသွားကြပါရှောင်ကြပါအရန်ကိုအရေးကြီးတဲ့အနေထားရောက်သွားပြီအဲ့တော့လက်ရှိနောင်ချိုမြို့ထဲမှာရှိနေတဲ့ပြည်သူလူထုဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ခွဲခြားလိုက်မယ်ဆိုရင်တစ်ဖက်မှာဒီ TNL အဖွဲ့တွေမြို့ရဲကိုရောက်လာတဲ့အချိန်မှာ မြို့ထဲကိုရောက်လာတဲ့အချိန်မှာအေးဆေးစွာတည်ငြိမ်တဲ့အတိုင်းဝန်းကြီးတစ်ခုလုံးကတစ်ဖက်မှာကျွန်တော်တို့ဒီရှမ်းပြည်နယ်တောင်ပိုင်းတို့အဲ့ဒီဘက်ကိုရွှေ့ပြောင်းနေရတယ်မြို့ပေါ်မှာကြံနေဆိုတဲ့အတိုင်းဝန်းကအတိုင်းဝန်းကကျွန်တော်တို့ဒီ TNL ရဲ့လက်ကင်တို့အုပ်စုတွေ NLD ထောက်ခံသူတွေ TNL ရဲ့လက်ကင်တို့အတိုင်းဝန်းနေအဲ့ဒီအတိုင်းဝန်းလောက်ပဲမြို့ပေါ်မှာကြံတာအဲ့တော့အဲ့ဒီအတိုင်းဝန်းကိုလည်းကျွန်တော်ပြည်သူလူထုလို့တတ်မှတ်ပါတယ်ဒါကြောင့်ဒါကြောင့်ခင်ဗျားတို့အနေနဲ့မြို့ပေါ်ကနေခင်ဗျားတို့ရွှေ့ဖို့တော့တောင်းရအချိန်ရတယ်အဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ 30ရက်နေမှာဒီတက်မတော်ရဲ့ထူးစစ်ကြီးကအကြီးဒါစမဲ့အနေထားပါပဲဒါကြောင့်ကျွန်တော်မျိုးပေါ်မှာရှိတဲ့အများပြည်သူအနေနဲ့ကြားမညက်ဖို့အတွက်ဒါမျိုးပေါ်ကနေကျွန်တော်ထောက်ခေါ်သွားကြပါအချိန်သုံးရရပါတယ်စစ်ကိုကျွန်တော်စစ်နဲ့ပဲဖြည့်ရှင်းရမယ်နေထားပါဘာကြောင့်လဲဆိုတော့ TNL ကဒီမျိုးကနေသူတော့ဘယ်ထွက်မှာမဟုတ်ဘူးမထွက်ရင်ကျွန်တော်ထွက်တဲ့နေရာကျွန်တော်တို့စေရေးရတိုက်ထုတ်အောင်ပါပါပဲအဲ့တော့ဒါကြောင့်ကျွန်တော်တို့မျိုးပေါ်မှာရှိအများပြည်သူအနေနဲ့မျိုးပေါ်ကနေကျွန်တော်ဆုံခွာကြပါအချိန်သုံးရရပါတယ်နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့စင်ကူးမျိုးနဲ့ အတွင်းမှာတရားမဝင် ရွှေတူးဖော်နေတဲ့ TNL စစ်သွေးကြ TNL PDF တွေရဲ့ရွှေတူးဖော်တဲ့နေရာတွေကိုတက်မတော်ကနေပြီးတော့ဘုံကျဲရှင်းလင်းလိုက်ပါတယ်ဖြစ်စဉ်ကကျွန်တော်မလာ24ရက်နေ့ည9:00အချိန်ခန့်ကမလီနိုင်းဒေသကြီးစင်ကူးမြို့နယ်စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့မလဲနဲ့တောင်တည်ရှိတဲ့အဆောက်အဦတွေအဲဒီအနေနဲ့မှာကြည့်တဲ့ကျွန်တော်ရွှေလုံးကွက်တွေပြီးွားတဲ့ဖက်မှာတော့ကျွန်တော်တို့ ဆိုင်ချောင်းကြီးရွာအနီးမှာရှိတဲ့ရွှေလုံးကွက်တွေတစ်ဖက်မှာကျွန်တော်ထောက်ချန့်ကြီးရွာအနီးမှာရှိတဲ့ရွှေလုံးကွက်တွေတစ်ဖက်မှာကျွန်တော်ကန်တောင်ကြီးရွာအနီးမှာရှိတဲ့ရွှေလုံးကွက်တွေပေါ့အဲ့ဒီရွှေလုံးကွက်တွေရွှေလုံးကွက်တွေမှာ DNL နဲ့ဒါ PDF တွေနဲ့ပြီးရင်ကျွန်တော်တို့ရဲ့အပေါင်းပါတွေကရွှေတွေတူးနေပါတယ်ရွှေတူးဖို့တဲ့နေရာတွေကိုတက်မလို့ကဒါလေချောင်းနဲ့ပြင်းပြထန်ထန်ဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဒီရွှေထွက်များတဲ့နေရာကတော့ထက်ရင်လင်းကုမ္ပဏီပါအဲ့ဒီကုမ္ပဏီရဲ့ရွှေလုံးကွက်နေရာတွေကဒါကျွန်တော်တို့ရွှေကိုအမြောင်များထွက်တဲ့နေရာတွေလို့တော့ကျွန်တော်တို့သိရပါတယ် ဒီတက်မတော်ကအကျံဘတ်တွေရဲ့အကျံဘတ်တွေရွှေတူးပေါ်တဲ့နေရာတော့ဘုံကျဲရှင်းလင်းလိုက်တယ်အဲ့ဒီဖြစ်စင်မှာဆိုအကျံဘတ်သမားတွေများစွာသေတယ်များစွာထိခိုက်တယ်ရတယ်ပြည်သူတွေရဲ့ဒါရန်နေရာတွေလည်းများစွာပျက်စီးသွားတယ်များစွာကိုပျက်စီးသွားတယ်ဒီနေရာတွေကကျွန်တော်တို့ဒီဒီ TNL PDF ဖွဲ့တွေဝင်ရောက်လာတဲ့နောက်ပိုင်းမှာဝင်ရောက်မှုမတိုင်ခင်ပေါ့ဗျာအဲ့ဒီ area မှာတိုက်ပွဲတွေဖြစ်တဲ့အခါမှာ အဲ့ဒီဒီရွှေလုတ်ကွက်မှာရှိတဲ့ရွှေလုတ်ကွက်မှာရှိတဲ့လုံသားတွေကလုံသားတွေရောလုပ်ငန်းရှင်တွေအားလုံးကသူတို့ကဒီမန္တလေးဘက်ကိုပြန်ပြေးလာတယ်ပြေးလာပြီးတော့ဒီရွှေလုတ်ကွက် area တွေမှာသူတို့ရဲ့ဆက်ရန်နေရာတွေပြီးသွားသူတို့ရဲ့ရိခါတွေအကုန်လုံးဒီတိုင်းချထားခဲ့ရတာအကုန်လုံးထားခဲ့ရတာအကုန်လုံးထားခဲ့ရပြီးတော့သူတို့ကအသက်ရှင်ရေးအတွက်ဒါကျွန်တော်တို့ဒါမန္တလေးကိုပြေးလာတယ်ပေါ့ဗျာလက်ရှိဒီ DNA လေးကအဲ့ဒီဒီရွှေလုတ်ကွက်ဟောင်းပေါ့ဗျာဒီနေ့ပဲရွှေလုတ်ကွက်ဟောင်းတွေမှာရှိတဲ့ဒီရင်ရန်နေရာတွေပြန်ပြီးအသုံးပြုပြီးတော့ဒါသူတို့ရဲ့ထောက်ခံတဲ့သူတွေနဲ့ ထောက်ခဲနေသူတွေဆိုရွှေတွေပြန်တူးတယ်ပေါ့ဗျရွှေတွေကမှတက်မလို့ဘုံကျဲရှင်းလိုက်တယ်တော်တော်လေးသေးပါတယ်ထပ်ပြီးလဲကျဲမှာဖြစ်ပါတယ်ထက်ကျဲမှာတူးကြပါထက်ကျဲပါလိမ့်မယ်ကျဲကိုကျဲမှာပါနော်ထက်ကိုကျဲပါလိမ့်မယ်ဒီထက်ပိုကျဲပါလိမ့်မယ်ပြီးသွားရင်လည်းပဲကျွန်တော်တို့တစ်ဖက်ကဒါမကွေးတိုင်းဒေသကြီးမှာရှိတဲ့ရန်နယ်လဲရတွေနေရာတွေကိုလည်းထပ်ပြီးဘုံကျဲပါလိမ့်မယ်တူးနေကြပါခင်ဗျားတို့လေးမကြောက်ဘူးငါတို့ကတော့ငါတို့ကတော့ရွှေပဲထပ်တူးမယ်ငါတို့ကတော့ရန်နယ်ပဲထပ်တူးမယ်ဆိုတူးကြပါခင်ဗျားတို့လေးမကြောက်ဘူးဆိုရင် ထတ်တူပါလင်းခင်ဗျားတို့ခေါင်းပေါ်မှာအများနဲ့ဖျက်ပြန်ပါတယ်ဘယ်အချိန်ခင်ဗျားတို့ခေါင်းပေါ်ဘုံကြမလဲဆိုတာခင်ဗျားတို့မမြင်နိုင်ပါဘူးခင်ဗျားတို့လင်းမကြောက်ဘူးဆိုထတ်တူထတ်တူလို့ရပါတယ်ထို့တူပါပဲကျွန်တော်တို့ဒီမလ14ရက်နဲ့16ရက်နေ့ကလည်းဒီစင်ကူးမြို့နယ်စင်ကူးမြို့နယ်ရဲ့ကျွန်တော်တို့ဒီလမ်းစုံမှာရှိတဲ့လက်ပံလာကျွာအဲ့ဒီကျွာမှာတရှိတဲ့ဒီ TNL ရဲ့ TNL PDF ရဲ့အကောက်ခွန်စကန်ကိုလည်းတက်မတော်ကဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်အဲ့ဒီမှာလည်းအကြမ်းဖက်သမားတွေများစွာပေးတယ်ထပ်ပြီးလဲကျဲအောင်မှာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒါနဲ့တက်ဆက်တဲ့ဆိုရင် တပိတ်ချင်းဘက်မှာလည်းဒီတက်မတော်ကနေမြရှင်းလင်းမှုတွေတောက်လျှောက်တောက်လျှောက်လုပ်နေတယ်တောက်လျှောက်ကိုလုပ်နေပါတယ်ကျွန်တော်တို့ဒါများမကြမီကာလမှာဒီ area လေးပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက်တက်မတော်ကတော့လက်ရှိကျွန်တော်တို့လိုအပ်တဲ့စစ်ဆေးရေးကိုတောက်လျှောက်တောက်လျှောက်ဆောင်ရွက်နေပါတယ်ကျွန်တော်တို့စစ်တိုက်တယ်ဆိုတဲ့နေရာမှာအခြေတစ်ခုတော့လိုပါတယ်အဲ့တော့အဲ့တော့ပြည်သူလူထုမျှော်လင့်နေတဲ့ဒီစင်ကူမရယာတပိတ်ချင်း area တပိတ်ချင်းမိုးကုတ်ပေါ့ဗျာအဲ့ဒီ area တွေမှာတက်မတော်ကပြန်ပြီးတော့နိုင်ငံတော်အလံတွေကိုပြန်ပြီးတော့ကျွန်တော်လွှင့်ထူသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘယ်ချင်းလွှင့်မလဲဆိုတော့အခြေတစ်ခုတော့လိုပါတယ်အဲ့တော့ အချိန်တစ်ခုရောက်ရင်တော့ကျွန်တော်တို့ဒီတက်မလို့ရဲ့အလံတွေကအဲဒီဘက်ကျွန်တော်တို့မရီယာမရီယာတို့မျိုးပါတော့ဒီတက်ကတက်စကိုင်းနေရှိပါတယ်ဒီဒီကျွန်တော်တို့ဒီမာဘီယာလမ်းပိုင်းကိုဆိုလိုတာပါအဲ့တော့အဲ့ဒီလမ်းပိုင်းနေပြီးရင်တော့ကျွန်တော်တို့ဒီဘက်ကစင်ကူတပိတ်ချင်းမိုးကုတ်တဘက်မှာမိုးမိတ်ဆုံရှုံးသွားတဲ့နေရာတွေမှာတက်မလို့ကပြန်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်အလံတွေကိုပြန်ပြီးတော့ဒါပြန်ဆိုင်မှာဖြစ်ပါတယ်။နောက်ထပ်သတင်းမျိုးဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ဒါအိန္ဒိယမြန်မာနယ်စပ်တမူးမြို့နယ် တမူးမျိုးနဲ့ပန်းသာကြီးဝတိုက်ပွဲပါလက်ရှိဒီပန်းသာကြီးဝတိုက်ပွဲကရက်ပေါင်းကျွန်တော်55ရက်ပတ်လည်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့55နဲ့ဒီ60ပေါ့ရက်60ဒီနှစ်လားပြည့်တော့မယ်ပေါ့ဗျာ။တနည်းအားဖြင့်ကျွန်တော်နှစ်လားပြည့်တော့မယ်အနေထားကိုရောက်နေပါပြီ။အဲ့တော့ပန်းသာကြီးဝကဒီကလေးခမ်းဘတ်တမူးလမ်းမိုက်မှာတရှိတယ်။တမူးမျိုးနဲ့ဆိုရင်ကျွန်တော်မိုင်အားဖြင့်9မိုင်လောက်ပဲဝေးပါတယ်။တမူးမျိုးရဲ့ကက်ရပါ။စေရကျွန်တော်တို့အရန်ကိုအေးပါပါတယ်။အဲ့တော့ဒီစစ်သွေးကြွား ABSD ရဲ့အေးကျွန်တော်တို့ဒီ PDF ဖွဲ့တွေက PDF ဖွဲ့တော့ A ရော KI ရောသူတို့ရဲ့ ပူပေါင်းအဖွဲ့တွေကဒီပန်းတာကျွတ်ရမှာရှိတဲ့ဒီတက်မလို့ဆန်းကိုဒါကျွန်တော်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပါတယ်ပြီးတော့ကျွန်တော်ဒီအပိုင်းမှာဆိုရင်တို့ကဒါတို့ရဲ့ဒီ drone jammer တွေကိုလည်းအစစ်မြင်ထားတယ်လို့တော့ကျွန်တော်သိရပါတယ်တကယ်ကိုကျွန်တော်တို့စီရအရန်ကိုအရေးပါပါတယ်နောက်ထပ်အရေးပါတာကနိုင်ငံရေးပါဘာကြောင့်လဲဆိုတော့ဒီတမူကအိန္ဒိယမြန်မာရဲ့နိုင်ငံနယ်စပ်ကုန်သမှုပြုတဲ့မြို့ပါအရန်ကိုကျွန်တော်တို့ဒီစီဝါရောစေရောနိုင်ငံရေးရောအရန်ကိုအရေးပါတဲ့နေရာပါနေရာပါအဲ့ဒီနေရာကိုတနည်းအားဖြင့်ဒီတနည်းအားဖြင့် NUG က အိန္ဒိယကိုအခြေပြုပြီးတော့ဗဟိုပြုပြီးတော့သူတို့ကဒီတမူးမျိုးနယ်ကိုသူတို့ရဲ့ထိန်းချုပ်မှုအောက်ထဲကိုရောက်ဖို့တဲ့သူတို့ကြွေးကြော်ထားတာရှိပါတယ်အဲ့ဒီကလမ်းမိုက်မှာတော့ကျွန်တော်ခမ်းပါပါခမ်းပါကတော့လက်ရှိလက်ရှိကျွန်တော်ဒီအကြံဖတ်တွေရဲ့ထိန်းချုပ်တဲ့ ထိချုပ်မှုတွေမှာရှိနေစေဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်မျိုးတစ်ပါမျိုးတစ်ကိုလည်းလက်ရှိအကြံဖတ်သမားတွေထိချုပ်ထားစေဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့သူတို့နဲ့ဆက်ဆက်တဲ့ချင်းတွင်းမြေပေးကရွှေပြည်မျိုးပါရွှေပြည်မျိုးကိုလည်းလက်ရှိအကြံဖတ်သမားတွေထိချုပ်ထားစေဖြစ်ပါတယ်အဲ့ဒီနေရာမှာတကယ်ကိုအရေးပါတာကကျွန်တော်တို့ရွှေပြည်မျိုးပါရွှေပြည်မျိုးကကျွန်တော်မုံရွာနဲ့အဲစကိုင်းနဲ့အထက်ပိုင်းကိုကျွန်တော်တို့ဒါရွှေဒါကျွန်တော်တို့စကိုင်းနဲ့အထက်ပိုင်းနဲ့မုံရွာကိုကျွန်တော်ဆက်သွယ်ထားတဲ့ဒါကျွန်တော်ချင်းတွင်းမြေကြီးရှိပါတယ်အဲ့ဒီချင်းတွင်းမြေကြီးရဲ့လယ်မြေရလယ်မြေဝက ရွှေပြည်မြို့ပါအကြမ်းဖက်သမားတွေကဒီကျွန်တော်တို့စကိုင်းနေရာကြီးအထက်ပိုင်းနဲ့မုံရွာကိုကူးစမ်းရောင်းဝယ်နေတဲ့ကျွန်တော်တို့ဒီဆက်လေတွေအားလုံးကိုတင်မောတွေအားလုံးကိုရွှေပြည်မြို့မှာပိတ်ဆို့ထားတယ်ပိတ်ဆို့ပြီးတော့တင်မောတစည်းကိုကျွန်တော်တို့ဒါကြက်သိန်းကယာနဲ့ချီကိုယာနေပါတယ်တကယ်ကိုကျွန်တော်ငွေပင်ငွေရင်းပါအဲ့တော့ကျွန်တော်တို့ကဒီဟာငွေပင်အကြမ်းဖက်သမားတွေငွေပင်ငွေရင်းလို့ပြောလိုက်တဲ့အခါမှာတယံစာတာတခုလည်းကျွန်တော်ကြည်လို့မရပါဘူးအကြမ်းဖက်အကြမ်းဖက်သမားတွေကဒီလမ်းမပေါ်မှာဘယ်နေရာမှာငွေရှာနေလဲဒီကျွန်တော်တို့ဒီ ARD မြစ်ချွေးတိမြစ်မှာသူတို့ဘယ်နေရာနေငွေရှာနေလဲအ အဲ့ဒီအရာကလည်းတို့တေယံဇာတာနဲ့တူပါတယ်တရားဇာတာကမှကျွန်တော်တို့ရှားတာအချိန်ပေးရပါသေးတယ်ဒီနေရာမှာတို့ကဂိတ်ဖွင့်ပြီးဆက်ကြီးကောက်လိုက်မယ်ဆိုငွေကတနေ့တည်းကိုပဲထောင်းနေကြရပါတယ်ထောင်းနေချီကိုရပါတယ်အဲ့တော့အကြမ်းဖက်သမားတွေဝင်ွေရရှိတဲ့နေရာကကျွန်တော်တို့ရွှေပြင်းမျိုးပါရွှေပြင်းမျိုးမှာကျွန်တော်တို့ဒီဖြတ်တည့်ရတဲ့ဖြတ်တန်းတဲ့သင်းမောကအစီအမနေပါအောင်အဲ့ဒီအစီအမဒီအကြမ်းဖက်သမားတွေကကျွန်တော်ဒီဆက်ကြီးကိုယာနေချီကောက်ပါတယ်အဲ့တော့ဒီအကြမ်းဖက်သမားတွေရဲ့ရရှိတဲ့ငွေလမ်းကြောင်းကိုဖြတ်တောက်ဖို့ဆိုရင်ကျွန်တော်တို့ကရွှေပြင်းမျိုးကအရန်ကိုအရေးပါပါတယ်အဲ့တော့ ရွှေပြေးမြို့လည်းကျွန်တော်တို့ဒါပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့လိုပါတယ်။အဲ့တော့သတင်းကိုပြန်ဆက်မယ်ဆိုရင်လက်ရှိဒီပန်းသာကြီးရွာမှာတိုက်ပွဲတွေကပြင်းထန်ဆဲဖြစ်ပါတယ်။တိုက်ပွဲကကျွန်တော်တို့ဒီတော်တော်လေးပြင်းထန်နေပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမှတ်တမ်းတွေအရာဆိုရင်မလ25ရက်နေ့ကဒီပန်းသာတိုက်ပွဲမှာတိုက်ပွဲမှာကျွန်တော်တို့ဒီတက်မတော်ကအချမ်းဘတ်သမားတွေအလောင်း၃လောင်းကိုရရှိခဲ့တယ်။ပြီးသွားတော့ကျွန်တော်တို့ဒီမလ25ရက်နေ့မွန်းလွဲတနင်္လာအချမ်းဘတ်သမားတွေကအင်အားအလုံးရင်းနဲ့ကျွန်တော်တို့ဒီတက်မတော်စကန်ကိုတက်မတော်စကန်ကိုကျွန်တော်ဝင်လုံးတယ်။လုံးတဲ့အခါမှာဒီ တပ်မတော်ရဲ့ဒီလင်းနှစ်စီးအသုံးပြုပြီးတော့ဒါကျွန်တော်တို့ဘုံကျဲရှင်းလင်းရတဲ့အနေအထားတွေဖြစ်တယ်။မနေ့ကတော့အကြမ်းဖက်သမားတွေတော်တော်လေးကိုတေးပါတယ်။တေးတဲ့အခါမှာကျွန်တော်တို့အကြမ်းဖက်သမားတွေပြန်ဆုတ်သွားတယ်။ဆုတ်သွားပြီးတဲ့ဒီညနေပိုင်းမှာတပ်မတော်ကဒီနေရာကိုတောက်လျှောက်နေမြေရှင်းနေနေမြေရှင်းတဲ့အခါမှာအကြမ်းဖက်သမားတွေအလောင်းတွေ၁၀နဲ့ချီရပါတယ်။အဲ့ဒီအလောင်းတွေကိုတပ်မတော်ကမနေ့ကညနေပိုင်းကဒါဒါကျွန်တော်တို့ဒီစက္ကန့်ရဲ့အနည်းပေါ့ဗျာအဲ့အနည်းမှာပဲကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေအလောင်းတွေကိုပြန်ပြီးတော့ဒါမြေမြုပ်တချို့ပေးလိုက်တာ၄ရှိပါလေနောက်ထပ်ကတော့ကျွန်တော်တို့ နောက်တစ်ခါကျအဲဒီဒီကနေ့မနက်ပေါ့ဒီကနေ့မနက်ပိုင်းမှာဆိုလေအကျမ်းဖတ်သမားတွေအကျမ်းဖတ်သမားအားလုံးကျွန်တော်တို့ဒီဒီကနေ့မနက်၄နိုင်ပေါ့ဗျာဒီကနေ့မနက်၄နိုင်မှာအကျမ်းဖတ်သမားတွေကဒီပန်းတာကြည့်ရမှာရှိတယ်တက်မလို့စကန်ကိုထပ်ပြီးတော့တို့ထပ်လုံးတယ်ထပ်လုံးတဲ့အခါမှာတက်မလို့ကအကျမ်းဖတ်သမားအလောင်းကျွန်တော်တို့အလောင်းကအားလုံး၅လောင်းရတယ်ပြီးတော့ကျွန်တော်တို့ဒဏ်ရာရတဲ့အကျမ်းဖတ်သမားအားလုံးကျွန်တော်တို့၈ယောက်၈ယောက်ကိုလည်းကျွန်တော်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ဒါကတော့ကျွန်တော်ဒီကနေ့ဖြစ်နေတဲ့တိုက်ပွဲချင်းတွေပါပြီးတော့ကျွန်တော်အဲ့ဒီနေရာမှာစေရအရေးပါတာကဒီမန်မော်ယွာနဲ့ ပန်းသာကြီးဝကြားတဲ့ကကျွန်တော်တို့ဒီကျွန်တော်ဒီမဟာပြူဝလမ်းပေါ်ကတရားပါအဲ့ဒီတရားမှာအကြမ်းဖက်သမားတွေကဒါသူတို့ရဲ့သူတို့ကဒီတရားအောက်မှာသူတို့စကန်းလုပ်တယ်လုပ်ပြီးတော့ဒီလင်းလာတဲ့ခါမှာသူတို့တရားအောက်ကိုဝင်ပုံးတယ်တရားအောက်ကိုဝင်ပုံးတယ်ဝင်ပုံးပြီးတော့အဲ့မှာသူတို့ကတကယ်ကိုဘန်ကာအခိုင်မာလောက်ထားတာပေါ့အကြမ်းဖက်သမားတွေရဲ့ဒီအခိုင်မာပြုလုပ်ထားတဲ့ဘန်ကာကအိန္ဒိယမြန်မာလမ်းပိုင်းပေါ့ဗျာအိန္ဒိယမြန်မာလမ်းပိုင်းတနည်းအားဖြင့်ကျွန်တော်တို့ဒီမန်မော်ယွာနဲ့ပန်းသာကြီးဝအဲ့ဒီအောက်မှာရှိတဲ့ကျွန်တော်တို့ဒီ တရားအောက်ပေါ့ဗျာတရားအောက်မှာတို့ကစကန်လောက်ထားတာတက်မလို့ဒီလေးနေလာပြီဆိုရင်တို့ကဒီတရားအောက်ထဲဝင်ပုံးတယ်တက်မလို့လေးနေပြန်သွားပြီဆိုရင်တို့ကဒီတက်မလို့စကောင်ပြန်ပတ်တိုက်တယ်ပေါ့အဲ့လိုသဘောမျိုးနဲ့တို့လုံနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်စေရအရေးပါတာကဒီမမော်ရွာနဲ့ပန်းသာကြီးရွာကြားကတရားပါအဲ့ဒီတရားကအကြံပတ်သမားတွေရဲ့ခုကိုရနေရာဖြစ်နေတယ်လို့တော့ကျွန်တော်တို့သိရပါတယ်ပြီးရင်ကျွန်တော်တို့ဒီပန်းသာကြီးရွာကိုကျွန်တော်ဒီ Google Map ကနေကြည့်လိုက်တဲ့အခါမှာ န်းသာကြီးဝအနီးမှာပန်းသာကြီးဝရဲ့ဒီတက်မတော်စကန်အနီးမှာရှိတဲ့ဒီနေအိမ်ရဲ့အဆောက်အဦတွေအားလုံးကတော့ကျွန်တော်တို့ဒါနှစ်ဖက်တိုက်ပွဲတွေကြောင့်ဒါပျက်စီးသွားပြီတော်တော်လေးကိုပျက်စီးသွားပြီတိုက်ပွဲတွေကကျွန်တော်ဆက်ပြီးတော့ဒီပြင်းထန်စေဖြစ်တယ်အကြပ်ပတ်သမားတွေကတော့ကျွန်တော်တို့ဒါဘလောက်ထိအင်အားထပ်ဖြစ်နိုင်မလဲပေါ့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့ပန်းသာကြီးဝကတစ်ဖက်မှာကျွန်တော်တမူးမျိုးတွေလည်းအရန်ကိုအေးပါတယ်။တကယ်ကိုကျွန်တော်အေးပါတဲ့နေရာ။အဲ့တော့ပန်းသာကြီးဝကြွေးရတိုက်ပွဲကကြာလာလေးလေးအကြမ်းဖက်သမားတွေရဲ့သိမ်းဆုံးမှုတွေကများလာလေးလေးပါပဲ။ များလာလေးလေးပါပဲเนาะဒီတိုက်ပွဲမှာဆိုတက်မတော်ကအချမ်းမသမားတွေရဲ့အလောင်းတွေများစွာကိုလည်းမြေမြုပ်ကြိုလိုက်တယ်ပြီးွားရင်တော့ကျွန်တော်အချမ်းမသမားတွေအရှင်နေလဲကျွန်တော်ဖမ်းဆီးရမိတာတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒီဒီတိုက်ပွဲမှာကျွန်တော်တို့ NUGPD ရဲ့လက်အောက် ABSD ရဲ့ AA KI လက်အောက်ကနေပြီးတော့ထွက်ပြေးလာတဲ့ PDF တွေရှိပါတယ်အဲ့ဒီ PDF တွေကိုလည်းလက်ရှိဒီပန်းတာ ကြည့်ရမှာရှိတဲ့ဒီတက်တက်စကန်မှာသူလာပြီးလက်နက်နဲ့သူလာခုတ်လုံနေပေါ့ဗျာလာခုတ်လုံနေပေါ့သူလက်နက်နဲ့အလင်းဝင်တာကြီးလည်းရှိပါတယ်အဲ့ဒီအလင်းဝင်တဲ့သူတွေကိုကျွန်တော်တို့တမှုကိုပြန်ပြီးတော့ပို့ဆောင်ပေးတာတွေရှိရလို့သိရပါတယ်ဒါကြောင့်ကျွန်တော်ပန်းသာကြည့်ရရဲ့တိုက်ပွဲပါအဲ့တော့ပန်းသာကြည့်ရရဲ့တိုက်ပွဲနဲ့ပတ်သက်တော့ကျွန်တော်တို့အမြဲမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်နောက်ထပ်သတင်းမျိုးဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ကျွန်တော်တို့ရခိုင်လက်နက်ကိုင်ဖွဲ့ A ကစစ်စစ်ကြော A ကသူတို့ထိန်းချုပ်တဲ့ဧရိယာထဲမှာနေထိုင်တဲ့သူတွေအားလုံးကိုအားလုံးကိုသူတို့ မဝင်မနေရစစ်မှုထမ်းရမယ်လို့သူတို့ကအမိန့်ထုတ်ပြန်လိုက်ပါတယ်အဲ့တော့ဒီလိုထုတ်ပြန်တဲ့အခါမှာသူတို့ရဲ့စားတဲ့နေရာကကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကနေစားပါတယ်အဲ့တော့ဘူးစီအောင်မောင်းတော့တစ်ဖက်မှာကျွန်တော်မြောက်ဦးအဲ့ဒီတကြောမှာသူတို့အဲ့ဒီသူတို့ရဲ့ဒီလှုပ်ရှားမှုတွေကစတင်လာပြီဖြစ်ပါတယ်ကဲလွတ်ခွင့်ရှိတဲ့သူတွေကနံပါတ်1ဒီကိုဝင်ဆောင်အမျိုးသမီးတွေကဲလွတ်မယ်နံပါတ်2ကတော့ကျွန်တော်တို့ no type meeting တွေကဲလွတ်မယ် no type meeting ဆိုတာခလေးနှုတ်ပြတ်သွားရင်တော့သူတို့စစ်မှုထမ်းမယ်စစ်တင်တန်းကိုကျွန်တော်45ရက်အတင်တန်းပေးမယ်ပြီးသွားရင်ကျွန်တော်တို့သူ့ရဲ့ဒီဒီ A ထဲမှာပေါ့ဗျာ A ထဲမှာသူတို့အဖွဲ့ဝင်ဖြစ်ဒါထမ်းဆောင်အောင်ပါကနှစ်နှစ်ကာလဖြစ်ပါတယ်သူတို့အဲ့လိုထုတ်ပြန်ထားပါတယ်အဲ့တော့သူတို့ရဲ့ဒီထုတ်ပြန်ချက်အခြေအနေကိုကျွန်တော်တင်ပြပါမယ်။စစ်တင်တန်းကိုသူတို့၄၄၅ရက်ပြီးမယ်။ပြီးရင်စစ်တင်တန်းပြီးရင်နှစ်နှစ်တောင်ဝန်ထမ်းဆောင်အောင်မယ်။ပြီးတော့ကျွန်တော်တို့ဒီအမျိုးသားဆိုရင်စစ်မှုထမ်းမယ်အရွယ်ကအသက်၅၅နှစ်ကနေစမယ်။၅၅နှစ်ကနေပြီးတော့ကျွန်တော်တို့အမျိုးသားက၄၅နှစ်အတွင်းမှာအားလုံးအကျုံးဝင်တယ်။အမျိုးသမီးဆိုတော့ကျွန်တော်၅၅နှစ်ကနေပြီးတော့အသက်၃၅နှစ်အတွင်းမှာအကျုံးဝင်တယ်။အားလုံးအကျုံးဝင်ပါတယ်။ ိမ့်တိမ့်မှာခမခမဘသူမှခမဟိုဖြစ်လို့မရအောင်ရှောင်လို့မရအောင်အားလုံးကအေးလက်ထဲမှာခမစစ်မှုထားမှာအာကျမကခလေး9ယောက်မွေးထားလို့မရဘူးခမလည်းစစ်မှုထားမှာခမကအာကျမကျွန်တော်ကကျွန်တော်မှာတာသမီ6ယောက်ရှိတယ်သူတို့လှုပ်ကြည့်နေမရဘူးခမစစ်မှုထားမှာအဲ့တော့အေးကတော့ကျွန်တော်အဲ့ဒီလိုပုံစံလေးလှုပ်လာပြီအခုမြောက်ဦးမှာဆိုရင်တော့ကျွန်တော်တိတ်ညိုတပြေကန်ရွှေကျွန်းပြင်လိတ်စင်းစားတဲ့ရွာတွေမှာအဲ့ဒီလိုအနေအထားတွေစားပြီးတော့အကောင်တွေဖော်နေပါပြီဖော်နေပါပြီအဲ့တော့ ဘသူမှမလုပ်ဘူးပေါ့ဗျာခင်ဗျားတို့ဘသူမှမလုပ်ဘူးကျွန်တော်အိမ်အိမ်မှာမိသားစု6ယောက်ရှိတယ်ဆိုရင်6လုံးစစ်မှုထားမယ်အားကျွန်တော်ဒါကျွန်တော်အမေမနှုတ်အမေတော့မလုပ်ပါနဲ့မရဘူးအကုန်လုံးစစ်မှုထားမယ်ဆိုတဲ့သဘောကိုအေးရဆောက်လာပြီစပြီးတော့လှုပ်လာပြီအဲ့တော့ကလုတ်ခွင့်ရတဲ့သူတွေကခင်ဗျားတို့ဟာခလေးမွေးတဲ့အချိန်နဲ့ခလေးမွေးတဲ့အချိန်နဲ့ကိုဝင်ဆောင်အချိန်အဲ့ဒီနှစ်ချိန်တော့ခင်ဗျားတို့ကလုတ်ခွင့်ရမယ်အဲ့ဒါပြီးတော့ခင်ဗျားတို့ကအေးထမစစ်မှုထားမယ်ပြီးွားရင်ခင်ဗျားဒီချိန်ခိုင်းမိတဲ့မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေ ဘင်္ဂလီတွေအားလုံးကလည်း A A ရဲ့လက်ထက်မှာသူတို့စစ်မှုထားမယ်ဘင်္ဂလီတွေအားလုံးလည်းအကျုံးဝင်တယ်အဲ့တော့အဲ့မှာတော့ကျွန်တော်ဘင်္ဂလီတွေရော A တွေရောတော်တော်လေးတော့ကြည့်လို့လိုက်ပါဗျာအဲ့တော့ဘာကြီးဆက်ဖြစ်မလဲတော့ကျွန်တော်မသိဘူးဆက်တော့ကြည့်ရမယ် A ကတော့သူတို့ရထုတ်ပြချက်ထဲမှာသူတို့ရဒီသူတို့ရဒီစီယုံလှုပ်ရှားမှုထဲမှာတော့ထိချုံနေမြေအတွင်းမှာရှိတဲ့ယောက်ျားမိန်းမကလေးလူကြီးအားလုံးစစ်မှုထားမယ်ဒီလိုပြချုံရမယ်ဆိုရင်ကျွန်တော်တို့အမျိုးသားကအသက်55နှစ်ကနေပြီးတော့အသက်55နှစ်တွေအားလုံးစစ်မှုထားမယ် အမျိုးသမီးကတော့ကျွန်တော်အသက်15နှစ်ကနေ35နှစ်တုန်းမှအားလုံးစစ်မှုထမ်းမယ်ကိလုံခွင့်ရှိတာကကိုဝင်ဆောင်မိမတွေနှုတ်တိုက်တဲ့မိခင်တွေဒီနှစ်ခုပဲကျွန်တော်တို့ကိလုံမယ်ဒို့တော်လည်းပဲကလေးနှုတ်ပြတ်သွားရင်တော့ပြန်ပြီးစစ်မှုထမ်းမယ်အဲ့တော့ခင်ဗျားတို့ခင်ဗျားတို့ကဒီ AA ကဝင်လာပြီဆိုရင်ခင်ဗျားတို့ကရခိုင်ပြည်နယ်မှာရှိတဲ့အဲကျွန်တော်96ပါယောဂါတရားနဲ့တရား135ပါယောပါယောဂါပေါင်း130 150 200အကုန်လုံးခင်ဗျားတို့ကယူပြစ်သလိုပြောင်းမယ်ထင်တာခင်ဗျားတို့မမြင်ဘူးတဲ့အရာတွေထပ်မြင်ရလိမ့်မယ် ဒါကခင်ဗျားတို့ဒီရခိုင်ပြည်နယ်မှာကောအခြားသောကျွန်တော်လက်ရှိဒီစစ်သွေးကြွတွေကိုထောက်ခံနေသူတွေအားလုံးကောခင်ဗျားဒီ A အဖွဲ့ပြစ်ထုတ်တဲ့ကြီးတွေအားလုံးကခင်ဗျားတို့ရဲ့လုံအားတွေခင်ဗျားတို့သွေးတွေချွေတို့ပြစ်ထုတ်နေတာခင်ဗျားတို့အသက်တွေကိုပြစ်ထုတ်နေတာထို့အတူပါပဲခင်ဗျားတို့အဲ့မှာလက်ရှိဒီစကိုင်းတိုင်းတို့မကွေးတိုင်းတို့အပေါင်းအခြားသောဒီကချင်ပြည်နယ်ပေါ့ဒီစစ်သွေးကြွတွေကိုစစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေကိုထောက်ခံနေသူတွေအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေပြစ်ထုတ်လိုက်တဲ့ကြီးတွေကခင်ဗျားတို့သားသမီးတွေအသက်တွေခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုတွေပြစ်ထုတ်နေတာဒါပေမဲ့တခြားစစ်သားကြီး လက်ရှိအဲ့ဒီအဖွဲ့တွေအတုံးပြည့်တဲ့စစ်စရိတ်တွေအားလုံးကိုပြည်သူလူထုကခံနေရတာပြည်သူလူထုကခံနေရပြည်သူလူထုဆိုတဲ့နေရာမှာခင်ဗျရန်ကုန်မှာနေတဲ့လူတွေလည်းခင်ဗျစစ်စစ်ခံတာပဲဥပမာနဲ့ပြောပြမယ်လက်ရှိလက်ရှိအာရှလမ်းမကြီးကကျွန်တော်တို့တိုက်ပွဲကြီးအောင်ရက်နေရတယ်ရက်တဲ့ခါကျတော့ကျွန်တော်တို့ဒီလမ်းဟောင်းနေသွားရတယ်လမ်းဟောင်းနေသွားလမ်းဟောင်းနေသွားတဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒီလမ်းဟောင်းမှာရှိတဲ့လမ်းဟောင်းမှာကျွန်တော်တို့ဒီ KNU လမ်းနက်ကင်အဖွဲ့တွေရဲ့အဖွဲ့တွေရဲ့ဂိတ်တွေရောအခြားသောကျွန်တော်တို့ဂိတ်တွေရော ငញ្ញိုင်းအဖွဲ့ဂိတ်တွေဂိတ်တွေဂိတ်တွေရှိတယ်အဲ့ဒီဂိတ်တွေဂိတ်တွေအလုံးကိုကျွန်တော်တို့ရန်ကုန်မှာစားမဲ့စားသုံးသူတွေကစားသုံးမဲ့ကုန်ပစ္စည်းပေါ့ဗျာအမှပွဲစားကကုန်တယ်ရဗျာကုန်တယ်ရထိုင်းရနေကုန်ပစ္စည်းတွေယူမယ်ယူပြီးတော့ကျွန်တော်မြောင်းဝရီရနေတယ်မယ်တယ်ပြီးတော့လမ်းအောင်နေဖြတ်မယ်ဖြတ်ပြီးတော့ကျွန်တော်ဘကိုးဝင်မယ်ရန်ကုန်ဝင်မယ်အဲ့လိုဝင်တဲ့အခါမှာဒီဒီ KNU ထဲရုပ်တဲ့နေမြေမှာရှိတဲ့ဂိတ်တွေကိုခင်ဗျားတို့အမှကားတစ်စီးကို30 30 40 30 50ပေးရတယ် ပေးတဲ့ကတော့အဲ့ဒီပတ်စံတွေကဘယ်ကိုရောက်လဲဆိုတော့ဒီ KNU အဖွဲ့တွေကိုရောက်တယ်ရောက်ပြီးတော့အဲ့ဒီပတ်စံတွေအားလုံးကို KNU ကသူတို့တွေလည်းသုံးမယ်အပြည့်လိုအပ်တဲ့လက်နက်ခဲရနေလည်းဖြစ်တယ်အဲ့တော့ဒီကာလမှာစစ်စစ်ကခမားတို့ရဲ့ငွေတွေကလည်းစစ်စစ်တွေထွက်နေတယ်ခမားတို့ကစစ်စစ်တွေထွက်နေတယ်ခမားတို့ကအောက်မှာကုံစိန်လုံးတွေတက်ပြီးဟိုဟာတက်တယ်ဒီဟာတက်တယ်ဟိုဟာတက်တယ်ဒီဟာတက်တယ်ဆိုတော့ခမားတို့ကဘသူကြောင့်တက်လဲဆိုတော့ခမားတို့စဉ်းစားမှာကအဲ့ဒီလက်နက်ကိုက်အဖွဲ့တွေကသူတို့လိုအပ်တဲ့လက်နက်ခဲရနေဝယ်ဖို့အတွက်ဖြည့်ဖို့အတွက်ဂိတ်တွေဖွင့်နေတယ် သူတို့ရဲ့ဒီတပ်ဖွဲ့ဝင်တွေစားဖို့တောက်ဖို့ရက်တည်ရေးအတွက်လက်နက်ခဲရဖြည့်တင်းအတွက်ဂိတ်တွေလမ်းပိုင်းမှာဂိတ်တွေဂိတ်တွေဖွင့်တယ်။အဲ့ဒီဂိတ်တွေဂိတ်တွေဖွင့်တဲ့အခါမှာကုန်တွေတွေကသူတို့ပေးရတဲ့ငွေတွေအားလုံးကိုကုန်ပစ္စည်းပေါ်မှာထပ်ထပ်ပေါင်းတယ်။ထပ်ထပ်ပေါင်းတဲ့အခါကျတော့ခင်ဗျားတို့အလားပြီးခဲ့တဲ့2021ကတော့20 2021ကတော့ကျွန်တော်တို့ဒါထိုင်းရဲ့တော်လိုက်စီတပူကမြန်မာဝင်1000ရှိတယ်ဆိုရင်လက်ရှိခင်ဗျာ3000ဖြစ်သွားပြီ။အဲ့ဒီ1000ဘာကြောင့်တက်ရလဲဆိုရင်ခင်ဗျားတို့ရဲ့ပတ်စံနေတဲ့ဒီ KNU ဖွဲ့ကိုပတ်စံနေပေးရလို့ အဲ့ဒီလိုကြောင့်ကျွန်တော်တို့ကုံစင်လုံးနေတက်နေတာအဲ့တော့ခင်ဗျားတို့လည်းသိချာစင်ခင်ဗျားတို့ဒီအကြမ်းဖက်သမားတွေဆက်ထောက်ခံနေမယ်ဆိုရင်ခင်ဗျားတို့အသက်တွေရောဘဝတွေပြစ်ပြီးလွတ်ခံနေမှာဝုံဝုံဆိုပါသွားလိမ့်မယ်လက်ရှိခင်ဗျားအခေယိုင်းကလည်းလက်နက်ကြီးတစ်လုံးပြစ်တိုင်းပြစ်တိုင်းမှာခင်ဗျားတို့ရဲ့အသက်တွေချွေးတွေပိုင်ဆိုင်မှုတွေတောက်လျှောက်ပါတယ်ခင်ဗျားတို့ပတ်စံစစ်ထဲကိုပါတယ်ဝုံဝုံဝုံဆိုပါ PDF ကခင်ဗျားအဲ့မှာ AK47 နဲ့ခင်ဗျားကြည်ပေါင်းတစ်ပေါက်ကိုဆွဲတိုင်းဆွဲတိုင်းမှာအဲ့ဒါခင်ဗျားတို့ရဲ့အသက်တွေပိုင်ဆိုင်မှုတွေဝုံဝုံဆိုထွက်သွားတာခင်ဗျားတို့သိချာစင်စားကြည့် စစ်စစ်ဒီအားလုံးကခင်ဗျားတို့လက်ခံရတယ်ကျွန်တော်တို့လက်ခံရတယ်ဒါကြောင့်ခင်ဗျားတို့ဒီအများပြည်သူအနေနဲ့ဒီအကြံဖက်လှုပ်ရှားမှုတွေအားလုံးကိုခင်ဗျားတို့မထောက်ခံပါနဲ့ခင်ဗျားတို့မထောက်ခံရင်အကြံဖက်တမားတွေဘလို့မှရှင်သန်လို့မရပါဘူးခင်ဗျားတို့သေချာစဉ်းစားပါအခုခင်ဗျားတို့ A ဖွဲ့ရဲ့ A ဖွဲ့ရဲ့ဖြစ်စဉ်ကိုခင်ဗျားတို့နမူနာယူပြီးတော့အဲ့ဒီနေရာမှာငှားမိသားစုရှိရင်ခင်ဗျားတို့ဘလို့ရက်တည်မလဲဘလို့ရက်တည်မလဲဘလို့စဉ်းစားမလဲခင်ဗျားမိသားစုခင်ဗျားတို့မိသားစုအဲ့ဒီ A ရဲ့ထိန်းချုပ်တဲ့နေရာမှာရှိရင် စေတူးကြွားဖွဲ့တဲ့ထိန်းချုပ်တဲ့နေရာမှာရှိရင်ခင်ဗျားတို့ဘယ်လိုရှင်းသန်ကြမလဲခင်ဗျားတို့ထမင်းဝိုင်းတဝိုင်းမှာမိသားစုလက်ဆောင်ဘယ်လိုစားမလဲတပ်မတော်ရဲ့လက်အောက်မှာဆိုတော့ခင်ဗျားတို့ပြန်ပြီးပြောလို့ရတယ်ဟာဒါဥပဒေရဟာဒါအဖွဲ့စည်းပုံအရာဒါကတော့နိုင်ငံသားတယောက်ရဲ့ပေးထားချက်အရာဒါကတော့ဘယ်ဘုံမှဘလောက်ရဆိုခင်ဗျားတို့ပြန်ပြီးတော့တရားဥပဒေရခင်ဗျားတို့ပြန်ရှင်းလို့ရတယ်ပြန်ရှင်းလို့ရတယ်ဒါပေမဲ့စစ်သွေးကြွအဖွဲ့တွေရဲ့ခင်ဗျားတို့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီဆိုရင်တော့သူတို့ရဲ့ဥပဒေကတနတ်ပြောင်းသွားပဲဒါကိုခင်ဗျားတို့တရားစဉ်းစားဖို့လိုပါတယ် 比别个咪了，我奶奶也讲，一说阿贝了，没出名，阿龙阿龙个，特别嫉妒的死，完了怎